နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယပိုင်းဂျမူးနဲ့ကက်ရှမီးယားမှာတနက်သမားတွေကခီးသွာ24ရောက်ကိုတက်ဖြတ်သွားခဲ့တယ်လို့သိရပါဗျ။ဒီတက်ဖြတ်မှုဟာဧပြီလ22ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးအနည်းဆုံးလူ24ရောက်သေဆုံးခဲ့ရကဒီဖြစ်ရဟာဒီနှစ်အတွင်းအယက်သားတွေကိုအဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့အကြီးတန်းရေးအရာရှိတယောက်ကပြောကြားခဲ့ပါဗျ။ဝန်ကြီးချုပ်နရန်ဒရာမိုဒီကရက်ဆက်ကြမ်းကြုတ်တဲ့လူရဲ့အဖြစ်ရှုတ်ရှားလိုက်ပြီး တိုက်ခိုက်သူတွေကိုတရားဥပဒေကြောင်းအရအေးအေးယူအပြစ်ပေးသွားမယ်လို့လည်းကတိပြုပြောဆိုထားပါတယ်။အီလန်းညွန်တယောက်ဟာတနက်တန်ကြားပြီးတဲ့နောက်အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့ကဒဏ်ရာရရှိသူတချို့ကို မြင်းပေါ်တင်ပြီးအဝဲကိုပို့ဆောင်ခဲ့တယ်လို့လည်းနိုင်ငံတကာသတင်းဌာနတွေမှဖော်ပြထားပါတယ်။တိုက်ခိုက်မှုဟာခီးသွွားတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီးအဲ့ဒီနေရာဟာလန်ခီးအဖြစ်ရှရီနာဂါမြို့ရဲ့55မိုင်အကွာမှာတည်ရှိတယ်လို့သိရပါဗျ။ အခုဖြစ်ရဟာအိန္ဒိယနိုင်ငံကို၄ရက်ကြာ ခရီးရောက်ရှိနေတဲ့အမေရိကန်ဒုတိယသမ္မတနဲ့မိုဒီတို့တွေ့ဆုံပြီးတဲ့နောက်တရက်အကြာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။